အားလုံးပဲမင်္ဂလာပါအရှက်ဗီဒီယိုမှာကျွန်တော်အိန္ဒိယနိုင်ငံကနေညာဂျီမိုချိုဗီဇာကိုမဲ့ရက်ကွတိမှာတီတီလေးထွက်လာနိုင်ခဲ့တာကို ပြောပြပြပြီးဆိုတော့ဒီဗီဒီယိုမှာကတော့ဒီအိန္ဒိယနိုင်ငံကိုဝင်လာတဲ့အချိန်မှာအဲဒီကြုံခဲ့ရတဲ့အခြေအနေလေးတွေပြပြတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူအာဒီဗီဒီယိုအဆုံးတိလိုက်ချင်ရအောင် ဆိုတော့အရှေ့ရဗီဒီယိုမှာပြောပြခဲ့သလိုပဲအိန္ဒိယနိုင်ငံ immigration ကနေဒီ departure တစ်စိတ်ပေါ့နော်ဒီ departure တစ်စိတ်သူ့ပေးပြီးတော့လာတဲ့ကျွန်တော်အာဒီမောင်ကြီးမေကြီးတဲ့မှာပေါ့နော်နေပေါ်နိုင်ငံဘက်က immigration office ကိုအမြန်သွားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်နေပေါ်ဘက်ချမ်းကိုရောက်တဲ့အချိန်ကအညာ၈နိုင်ကျော်နေပြီပေါ့နော်ဆိုတော့ဒီ immigration ရုံးကပိတ်သွားပါပြီအဲ့လိုနဲ့ကျွန်တော်လမ်းမပေါ်မှာခဏရပ်နေတယ်ပေါ့နော်အာ အဲ့ဒီချိန်မှာကျွန်တော်စစ်သားတယောက်ကိုတွေ့တယ်အဲသူ့ကိုကျွန်တော်ဒီကျွန်တော်ရဲ့ဒီအဖြစ်အပျက်အကျိုးအကြောင်းလေးတွေပြောပြပြီးမှကျွန်တော်ဘယ်လိုလုပ်ရင်ရမလဲလို့မေးကြည့်တော့သူကအဲမနေ့ဖြန်ရုံဖွေးတဲ့အချိန်မှာဒီတွားလျှောက်လို့လည်းရတယ်အဲ့လိုအဲ့လိုပြောပြတယ်ပေါ့နော်ပြောပြပြီးမှသူကဒီညနားဖို့အတွက်ဒီ immigration ရုံးနားမှာရှိတယ်ဒီကိုခံတစ်ခုကိုလည်းပို့ပေးတယ်ပေါ့နော် အာဒီလိုနဲ့ပဲကျွန်တော်ကဒီနီပေါနိုင်ငံကိုညာဂျီမိုချုဗီဇာမပါဘဲနဲ့ဝင်ရောက်နိုင်ခဲ့ပါတယ်ခေအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်နီပေါကိုရောက်နေကြအာကျွန်တော်မင်းညကအိန္ဒိယကိုဖြတ်ပြီးမှနီပေါကိုဝင်လာခဲ့ပြီเนาะဆိုတော့အဲဒီနားမှာ အဲ့ဒါ immigration office ပဲလားဆိုတော့နောက်မနေ့မှာကကြတော့ဒီ visa ကြေးပေးဖို့အတွက်ဒီ US ဒေါ်လာလိုတယ်ပေါ့နော် US ဒေါ်လာပတ်စံလိုတယ်အဲ့ဒါကြောင့်မလို့ပတ်စံလေးဖို့ငွေလေးဆိုင်တွေလိုက်မဲကြည့်တော့ဈေးနှုန်းတွေကအရန်အဲငွေလေးနှုန်းတွေကအရန်နေတယ်ပေါ့အရန်နေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီ လို့မလေးပဲနဲ့ကျွန်တော်အောင်ပါလာတဲ့ဒီအိန္ဒိယပတ်စံနဲ့ပဲဒီ immigration ရုံးကိုတွားလိုက်ပါတယ်အဲပုံမှန်ဆိုရင်ဒီ visa ကြေးကိုအဲ US ဒေါ်လာသူ့မဟုတ်ဒီ euro တွေနဲ့ပဲလက်ခံတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ရုံးကလူတွေကိုကျွန်တော်ကဒီအချို့အကြောင်းလေးတွေပြောပြအဲ့လိုပြောပြပြီးတော့သူတို့ကနောက်ဆုံးကျွန်တော်ကိုဒီအဲကျွန်တော်ရှင်မှာပါလာတဲ့အိန္ဒိယငွေကို လက်ခံပေးတယ်ပေါ့နော်လက်ခံပေးပြီးမှနေ့လေတနားရီလောက် ဟုတ်တယ်တနာရီလောက်မှာကျတော့ကျွန်တော်တရေဝင်ပေါ့နော်ဒီ Niveau Visa ကိုရရှိခဲ့ပါတယ်ပေါ့ Okay ဆိုတော့မနေ့ညကကျွန်တော်ဟာအိန္ဒိယပဲချမ်းကနေပေါ့နော်အိန္ဒိယပဲချမ်းကနေကျွန်တော်ဝင်လာခဲ့တယ်အဲမိုးချုပ်သွားရပြီအဲ့ဒါမိုးချုပ်သွားတော့ဒီနီပေါ်ဘက်ကဘော်ဒါက immigration ကပိတ်သွားပြီ အဲ့ဒါကြောင့်မလို့ကျွန်တော်မင်းရပါဒီ immigration ship မှာရှိတဲ့ဒီဒီကိုခတ်မှာပဲအိတ်လိုက်တယ်ဆိုတော့ဒီမနက်မှပဲကျွန်တော်အဲ immigration office ကိုတွားပြီးမှအဲ visa တချို့တချို့တွားလျှောက်ယူရတယ်ပေါ့နော်ဆိုတော့အခုကတော့ကျွန်တော် visa လည်းရခဲ့ပြီဆိုတော့အဆင်ပြေသွားပြီအခုကကျွန်တော်ဆက်တွားရမယ့်ရှိတော့တယ်အဲ့ဒါ visa ရတယ်အဲ့ ပြောပြောင်းမယ်ကျွန်တော်မှကျွန်တော်ရှိမှာကအိန္ဒိယပတ်စံက၄000ပဲပါလာတာကော၄000ပဲပါလာတယ်ပတ်စံနဲ့တခြားပတ်စံနဲ့မပါတော့အိန္ဒိယပတ်စံဆိုရင်တခြားပတ်စံနဲ့ဘာမှမပါတော့အဲကျွန်တော်တငင်ချင်းကိုလွှဲထားခိုင်းနေပေါ့နော်လွှဲထား Western Union နဲ့လွှဲထားပြီးမှ Western Union ကဒီမှာမရှိဘူးပြတာအဲ့ဒါနဲ့ money ချိန်ကြောင်းတွားပြီးမှပတ်စံလေးလို့ရအောင်ဆိုမှတော်မင်းကြည့်တော့လေဟိုရိတ်တာအများများတယ်ကွာအဲ့ဒါရှင်တော့မလဲဘူး အဲ့ဒါနဲ့ immigration ရုံးကိုသွားတော့အမှသူတို့က US ဒေါ်လာပဲလက်ခံနေပါညာပြောကျွန်တော်လည်း Indian လူပြီးပဲရှိရဲ့အဲတကယ်လို့ US ဒေါ်လာလူချင်းနေဆိုရင်ကျွန်တော်ဟိုဘက်ဒီဘက်ဒီကနေ6 km ကိုရေးတဲ့မြို့တစ်မြို့ရှိတယ် Green Tata ဆိုတော့မြို့အဲ့ဒီကိုသွားမှရမယ်ဆိုတော့အဲ့ဒီကိုသွားဖို့တော့ဒီဒစိမ့်သုံးလူရဲ့အဲ့လိုဘောနော်အဲ့လိုပြောပြောနေအမှဒီလို 你嘛，你也不上一趟去也行咯。送海也是啊 v 啥？s a 比那容易，海南是么？一、一东西是六千多块，是吧？上海也是要多那点，啊，我、我那么 extension 比较难选，啊，不过了，是说上海也是，呃，visa 也开不了，啊，那么就是说 extension မလို့ဆိုကျွန်တော်ဗီဇာရပြီအခင်သွားပြီဆိုတော့ကျွန်တော်တော့ဗျာဒါလည်းနောက်မှကြုံမှကျွန်တော်ဒီဗီဇာ process ကိုပြောပြမယ်နော်ပေါ်သားမှာဗီဇာလူလျှောက်ရတယ်ဆိုတော့ process ကိုပြောပြမယ်နော် Okay ဒီနေ့တော့တော့ပါပဲကျွန်တော်အခုထဲတော့မယ်ဗျာနေနေလေတော့ရောက်နေပြီအခုက Okay So sure. โอเคสรุปว่ามะเนี่ยဒီမှာလိပ်ဆက်အနားယူခဲ့တယ်အဲဒီမှာခန်းအချောရခန်းဆိုတော့အခုကျွန်တော်ဒီမှာပြင်ဆင်ပြီးသွားပြီဆိုတော့ထွက်တော့မယ်ပေါ့နော်ဒါဒါနေပေါ်နဲ့အိန္ဒိယနိုင်ငံနေဆမြို့ပြ စမြဒါဘရင်ဒတာလို့ခေါ်တယ်မဟင်မဟင်ဒရာလို့လည်းခေါ်တယ်ကောနော်ဆိုဒီမျိုးကမိုက်လေကြာအာဘာဖြစ်လို့လဲဆိုရင်ဟိုမှာအာဘေးမှာတွေ့လားမတွေ့ဘူးစပိန်စပိန်လမ်းနေရှိပြန်ဒါပေမဲ့ဟိုမှာတုံးဘင်းနေရက်နေကြရပေါ့နော်စပိန်လမ်းနေလှုပ်ထားပေးတယ်နှစ်ဖက်နှစ်ဖက်တစ်ဖက်တစ်ချက်စီမှာပေါ့နော်ဒါပေမဲ့ အာဒီမှာမြင်တဲ့အတိုင်းပဲဒီမှာအုံးပိန်းတွေရက်နေကြတယ်ပေါ့နော်โอเคဒါတော့ဒီမြို့ရဲ့အလားပေါ့နော်အာအိန္ဒိယနဲ့လာခဲလို့လားမသိဘူးလူကတော်တော်နေတော့ပြဒီမှာလူကတကယ်ကိုအရန်နေသွားတယ်ညာသွားလာလေတော်တော်ရှင်းသွားတယ်ပေါ့နော်ဒါပေမဲ့ အာအိန္ဒိယနိုင်ငံရဲ့အငွေ့အတဲ့တော့ still ခံစားနေရတုံးပဲပေါ့နော်။ဘာဖြစ်လို့လဲတော့မသိဘူး။အဲဒီမှာစပိန်လမ်းပေါ့နော်တော့။ဘုရားစပိန်လမ်းနဲ့သွားနေရတယ်။ Okay သာယာပါတယ်ညွှန်ရတော့ နေဆမ်းမျိုးဖြစ်တယ်လူလည်းရမမြောင်အဲလမ်းလေးတွေလည်းအများစစ်တမ်းမတိကြတယ်ဆိုတော့အာ not bad it's good so you know okay ဆိုတော့ကျွန်တော်အခု highway ကိုထွက်တော့မှာကြာအဝေးလောက်ထွက်တော့မှာ အာဒီမှာဆူလာဒီမှာအာ public public area ပေါ့နော်အာဒီမှာဆိုတော့ခုကျွန်တော်ပတ်စံလဲထိုးလို့ရပြီကျွန်တော်ဒီမှာခုနေပေါ်ပတ်စံလဲရှိပြီဆိုတော့โอเคလင်းလို့ရပြီအခုကအာဒီမနက်ကတော့အိန္ဒိယပတ်စံပဲရှိရဆိုတော့တော်တော်တိုင်ပါတယ်ကြာသူတို့ဒါမဲ့သူတို့ဒီမှာကလည်းအိန္ဒိယပတ်စံ အိန္ဒိယပတ်စံနဲ့လက်ခံကြတယ်ဆိုင်တွေကဒါပေမဲ့အာတည်တဲ့အတိုင်းပဲနီပေါ်ပတ်စံနဲ့အိန္ဒိယပတ်စံအဲ့လိုဆိုရင်တော့အိန္ဒိယပတ်စံယူတဲ့အချိန်မှာသူတို့ကနည်းနည်းတော့ပူတယ်ကွာပြောမယ်ဆိုရင်မဆူစလောက်လေးဆိုပေမဲ့တော့အာအခောက်များလာရင်တော့အတိတာလေးတော့ဆိုတော့အာနင်း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 နဲ့အခောက်များလာရင်တော့အရန်များလာလေးတော့ဒါကြောင့်မလို့အဲတူတူတူဆိုင်ရဆိုင်ရ currency သုံးတာပဲကောင်းပါတယ်နော် โอเคสนัวกูมาไฮเวย์ลานยောက်ดิจ้ะအာကြည့်ရတော့ highway လမ်းကပူဆုပ်တယ်ကွာဒီမှာဒီမြို့တွင်းလမ်းကအရမ်းမိုက်ဒီမှာ highway လမ်းအဖူအထစ်တနေနေများတယ် highway လမ်းမှာ Okay blue bag ဖြစ်ကျွန်တော် highway လမ်းရောက်ပြီကျွန်တော်အခုအာအပင်းနေတော့မယ်အခုကအခု၄နာရီရှိပြညနေပိုင်း၄နာရီရှိပြီ အခုမှကျွန်တော်နေဆက်ကနေ6ကီလိုမီတာပဲသွားရသေးတယ်ပေါ့နော်ဆိုဆိုတော့ကျွန်တော်ဒီနေ့အာနေပေါ်ဝင်လာတာအဲဒီမှာသူတို့ဘာပွဲရောမသိဘူးပြဒီမှာကြည့် main play တွေကအနီအောင်စာရီကြီးတွေဝေးပြမလမ်းနဲ့ရှောင်းတွေ့နေရပြောလား I don't know. I don't know. ်ပြီ။ Okay so အခုကျွန်တော်အဲဒီမှာ29 km နင်းလာခဲ့ပြီဗျ။ဆိုတော့အခုကျွန်တော်ဒီမှာအာဘေးမဲ့တော့တခုဖြတ်နေရဗျာအခုလောစင်ဘေးပေါဝင်ချင်ပေါ့နော်အာဘေးမဲ့တော့ဒီကောင်းကအရမ်းမရှိဘူးဗျာ ော့အရင်မရှိဘူးဆိုတော့ပဲမဲ့တော့တိတ်တိတ်လေးပဲဆိုတော့အာသူတို့ဖြတ်ခိုင်းတယ်ပြစပိန်နဲ့ဖြတ်ခိုင်းတယ်ပြောတာလာလာကတ်တရလာတော့ကတ်တရလာတော့ဒါပေမဲ့နည်းနည်းဟိုဖြစ်တယ်အာနည်းအဖို့အထိလေးနည်းနည်းများတယ်ဗျအဲစပိန်နဲ့ဆိုတော့ပူတိတာပဲကွာ အာအဲပြီးရင်လမ်းကားဒီမှာမြင်ရတဲ့အတိုင်းပဲနှလမ်းမောင်းပေါ့နော်အာလမ်းကနည်းနည်းချင်းနေလို့တော့ပြောလို့ရတယ်ဒါပေမဲ့အာဒီမှာကရင်ရလဲနေတယ်ဆိုတော့လဲအရှင်းပြပါတယ် အာဒီလန်းတကယ်လို့အိန္ဒိယမှာဆိုရင်တော့အိုးမရောက်ဘူးဗျဒီလန်းဒီလိုဒီဒီလန်းအရွယ်စားနေအိန္ဒိယမှာဆိုရင်တော့မရောက်ဘူးဗျအိန္ဒိယမှာလူအများများတယ်ပြီးရင်မောင်းတဲ့လူတွေကလည်းဗျမ်းပတာမောင်းကြတာဆိုတော့ရှင်ပြေရဲ့ဒါပေမဲ့ဒီမှာဆိုရင်တော့အာလူတွေရင်းနေနေတယ်နော်ဆိုတော့အလားကျင်းတယ်လို့ထင်ရပေမဲ့မကျင်းဘူးတွားလို့လာလို့အရှင်ပြေတယ် ိုးဘယ်မှာជីရជីជីအင်းညလမ်းကြီးကျွန်တော် zoom ဆွဲတာရန်တော့လုံးလိမ့်မယ်ဒါမှမဟုတ် လိုနဲ့ညမောင်စပြူလာတဲ့အချိန်တော့ဒီလမကြီးဘေးကဟိန္ဒူဖျားကျောင်းတကြောင်းမှာခွင်တောင်းပြီးမှညအစ်ဆက်အနာယူခဲ့ပါတယ်။